ိသတ်များအားလုံးပဲမင်္ဂလာပါအနုပညာမိုးကောင်းကင်ပရိသတ်ဒီအားလုံးအတွက်ဒီကနေ့မှလည်းရိုက်ခွင်းနောက်ခွဲအမှတ်တရတွေကိုခိုင်ချွာတင်ဆက်ပေးပါရောင်းမယ်ဒီနေ့မှတင်ဆက်ပေးမယ့်ရိုက်ခွင်းကတော့တိရီကုံအိမ်ရာမှာရိုက်ကူးပုံဖော်နေတဲ့ဒရိုက်တာဝင်းထွန်းထွန်းရဲ့ရင်းနှင်းစုနှစ်ဆိုတဲ့ဇာတ်ကဒီဇာတ်ကနောက်ခွဲရရိုက်ခွင်းအမှတ်တရတွေကိုပရိသတ်ဒီအတွက်ပြသပေးမှာပါဒီဇာတ်ကရဲ့မှာဆိုရင်အနုပညာရှင်တွေကတော့ပရိသတ်ဒီအားလုံးချစ်ကြတဲ့တယောက်ဆောင်နေတူးလက်ပါတယ်နောက်ပြီးတော့မွေးကိုဒီလိုမျိုးနာမည်ကြီးတယောက်ဆောင်တွေအများကြီးရနေပြီးတော့ပါဝင်ပြီးတော့ရိုက်ကူးနေတာပါအဲ့တော့ဒီဇာတ်ကရဲ့နောက်ခွဲမှာအနုပညာရှင်တွေအတတ်ပညာရှင်တွေဘယ်လို မျိုးပူပေါင်းပြီးတော့ရိုက်ကူးပုံဖော်နေကြမလဲပြည်သက်တွေအားလုံးသိသွားအောင်လို့ဒီကနေ့ရိုက်ခွင်းနောက်ကွယ်ရအမှတ်တရတွေကိုပြည်သက်တွေအတွက်အခုပဲပြသပေးကြပါမယ်ရှင်။ရင်းနှင်းစုနှစ်ဆိုတဲ့ဒီစကားထဲမှာအနုပညာရှင်တွေအဖြစ်နေတို၊မိုဟီကိုလူမုံကလေးတယောက်ဆောင်ဖြစ်ထက်ထက်အစရှိရဲ့နမကြီးနုပညာရှင်တွေကပါဝင်တယောက်ဆောင်ထားတာဖြစ်ပြီးတော့ဒရိုက်တာဝင်းတွန်းတို့ကရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားတကားပဲဖြစ်ပါတယ်။အဲဒီနေ့ကိုရိုက်နေတဲ့ကားလေးနာမည်က ရင်တွင်းစုနှစ်လို့မြည်ပေးထားပါတယ်ဒီကားလေးကိုစိုင်းဆရာကျော်သူရရေးပေးထားတယ်ဇန်ညောတော့အင်ဂျင်ဟန်ဇန်ညောမှာပါတယ်ပြဆောင်နေကကောင်းကောင်းမင်းသားကနေတူအမင်းမီကတော့မွေးကိုထွက်လို့ရတော့မျက်ချက်ပြီးတော့ထွက်လို့ရေးပေါ့နော်အကုန်နဲ့ဒီမျက်ချက်ပြီးတော့ထွက်လို့ရင်းနဲ့ပထမဆုံးဆုံးတဲ့ကားလေးပါဘုရားကားလေးပေါ့ ဒီနေ့ရိုက်ခွင်းမှာဆိုရင်နေတိုလူမုံမိုးဟစ်ကိုတို့ပါဝင်တဲ့ဇာတ်ဝင်ငန်းတစ်ခုကိုအနုပညာရှင်များနဲ့အတူအတက်ပညာရှင်တွေကပါပူးပေါင်းပြီးတော့စ조사ပြင်ဆင်ရိုက်ကူးနေကြတာကိုလည်းပြည်သက်တွေတွေ့မြင်ရမှာပါဒီစကားလေးကတော့ရင်နွေးစုနစ်ဆိုတဲ့ဗီဒီယိုကားလေးဖြစ်ပါတယ်။ကုန်ခဲ့တဲ့နှစ်ကကျွန်တော်ဒီပရိသတ်ရွေးချယ်တဲ့ဇကားတွေပေါ့နော်။ပရိသတ်ရွေးချယ်ပေးတဲ့ဝတ္ထုအားမို့လဲကိုပိုင်ရေးတဲ့ဇလံပဲဖြစ်ဖြစ်အဲ့လိုမျိုးဟောဒီ စက်လေးထဲမှာပေါ့နော်ကျွန်တော်ရိုက်ပေးဖို့အတွက်ကိုကျွန်တော်ဟိုဒီပရိသတ်တစီကနေကျွန်တော်ဟိုဇလန်းနေတောင်းခဲ့တယ်ပေါ့နော်အဲဒီအချိန်မှာကျွန်တော်ဟိုအရှိမကျွန်တော်၃ကားရိုက်ပြီးွားပြီပေါ့နော်ဆိုတော့ဒီကား၄ကားမြောက်ပေါ့ဒီကားထူးခြားတာတစ်ခုကတော့သူကဝတ္ထုမဟုတ်ဘူးပေါ့နော်ဇလန်းပေါ့ဇလန်းဆိုတာကိုယ်တိုင်ရေးတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်တယ်ဆိုတော့ရှင်းဆုံးပြောရင်တော့သူကနှစ်မျက်နှာစာလောက်ပဲရှိတဲ့ ဟိုဇလန်းလေးတခုပေါ့ဒါမဲ့သူကဇလန်းအတူပုံစံဖြစ်တဲ့ခါကျတော့သူကဇလန်းဇက်တစ်ခုလုံးကိုမှဒီဇလန်းကိုဖက်ကြည့်လိုက်တဲ့အချိန်မှာဇလန်းတစ်ခုလုံးကိုဟိုပုံလွင်စေတယ်ပေါ့နော်ဆိုရင်ဇလန်းတစ်ခါကျတော့ကျွန်တော်ဒီစာရေးဆရာခုခုနဲ့အဲအင်ဂျင်ဟန်ပေါ့နော်ဇန်ညွန်အင်ဂျင်ဟန်ပေါ့အဲဆိုတော့အဲသူနဲ့ဒီဇလန်းလေးကိုပြောဖြစ်ပြီးတော့ဒါကျွန်တော်တို့ဗီဒီယိုဆက် လန်တစ်ခုဇလန်ရင်းတစ်ခုဖြစ်အောင်ကျွန်တော်တိဆောက်ထားတဲ့ဇက်ကားလေးဇက်ကားလေးပေါ့နော်ဒီကားလေးဟာမိခင်တယောက်ဖြစ်ပါဝင်တယောက်ဆောင်ထားတဲ့မိုဟိကူကလည်းမိခင်တယောက်ရဲ့မြစ်တာတန်ဆင်ကြီးမာလာတဲ့ဇယုံကိုလည်းပေါ်လွင်ပြီးပြန်အောင်ဇဝင်ငယ်များမှပိုင်နိုင်စွာနဲ့တယောက်ဆောင်ထားပါတယ်ဒီကားမှာမိုဟာခက်ပေါ်ပေါ်မိန်းမတယောက်ပေါ့နော်အဲ့လိုကာရိုက်တာအနေဝင်ပြီးတော့တယောက်ဆောင်တာဟာ မိုးနေတဲ့ဒီဇက်ကားတွေကိုပေါ့နော်လက်ခံတဲ့အခါမှာဇက်ရုပ်တွေရွေးချယ်လေးရှိလားအာရွေးချယ်ရရွေးချယ်ရဆိုတာလေပရိသတ်လည်းကြိုက်လောက်မယ်ဟိုကိုယ်ကြိုက်တဦးတဲ့ဟိုပဲမကြည့်ဘောနော်ကိုကတခါကျပရိသတ်နေရာမှာလည်းခံစားမကြည့်ရတခါကျလို့ရှင်လဲဇလန်းလေးကမူးနဲ့လိုက်တယ်ဆိုလဲကြိုက်လိုက်တယ်ဘောနော်ဟာကျမတို့ကျမဟောက်ပြပြပါရှင်ကျမသမီးလေးကိုခေါ်သွားရဲဆိုတာကျမသိရနော် ကျမပါလေသမီးလေးတောက်ရရှိလို့ပါကျမကသမီးလေးပြန်ပေးပါနော်မိခန့်နော်ပေးဘူးကျမတောင်းမှပါလေမိခန့်ရဲ့ကျမသမီးလေးကိုကျမပြန်ပေးပါနော်သမီးလေးကဘာပြမမရှိပါဘူးဟိုရှင်တက်ချင်တယ်ဆိုလို့ရှင်ကျမကိုတက်လိုက်ပါကျမတက်လိုက်ပါကျမသမီးလေးကိုကျမပြန်ပေးပါနော်အေးအခုငါဘေးနဲ့ဘေးသမီးလေးကိုအရှင်လက်လက်ခွဲတယ်ကွာမင်းထွက်သွားမင်းကိုင်းလေကထွက်သွားပိုင်လို့ ရိသတ်ဒီအားလုံးကအခုဆိုရင်အနုပညာမှုကောင်းငင်ရဲ့ဒီနေ့အစီအစဉ်ဖြစ်တဲ့ရိုက်ခွင်းနောက်ွယ်အမှတ်တရတစ်ခုဖြစ်တဲ့ဒရိုက်တာဝင်းထွန်းထွန်းရဲ့ရင်းနှင်းဆုနှစ်ဆိုတဲ့ဇာတ်ကားဒီဇာတ်ကားကိုဘသူတွေကရိုက်ကူးပုံဖော်နေရဲ့နောက်အနုပညာရှင်တွေဘသူတွေပါဝင်မလဲဆိုတာတွေကိုပရိသတ်ဒီအားလုံးကဒီဇာတ်ကားမထွက်ခင်ကြိုတင်ပြီးတော့လေသိရှိလို့ရသွားပါပြီအဲ့တော့ပရိသတ်ဒီအားလုံးအတွက်ဒီဇာတ်ကားလေးကမကြခင်ချိန်တည်းမှာဆိုရင်ပရိသတ်ဒီရှေ့မှောက်ကိုရောက်ရှိလာမှာပါဇာတ်ကားတစ်ခုရဲ့နောက်ွယ်မှာဘလောက်ထိအောင်ကြိုးပမ်းပြီးတော့ဖန်တီးနေရလဲဆိုတာတွေကိုပရိသတ်ဒီအားလုံးသိရှိသွားအောင်လို့ရည်ရွယ်ချက်နဲ့အနုပညာမှုကောင်းငင်အစီအစဉ်ကနေပြီးတော့ ပုံမှန်ပြသပေးနေရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့ရဲ့ရိုက်ခွင့်နောက်ွယ်အမတရားတွေကိုပြသပေးနေရတယ်။ဒီစီစဉ်လေးကနေပြီးတော့ပရိသတ်တီအားလုံးကိုခိုင်ချိုးနှုတ်ဆက်လိုက်ပါတယ်။